နာဟိဓမ္မဝါဒီကိနသိလောကသမေဝိဝရတိလို့ရသော်ဗျာကပွင့်ဝင်းလင်းလင်းဟောကြားခဲ့တဲ့အတိုင်းဓမ္မဝါဒီပုဂ္ဂိုလ်ဟာဘယ်သူနဲ့မှအငင်းမပွားဘူးမှန်တာကိုသာပြောတာအဲဒါလိုမှန်တာကိုပြောပေမဲ့လို့အမှန်မကြိုက်တဲ့ပုဂ္ဂိုလ်တွေအတွက်ကတော့ဆန့်ကျင်ဘက်သဘောမျိုးလို့ဆောင်းသွားတာမျိုးလည်းရှိနိုင်တယ်ပေါ့သို့တော်လည်းဆန့်ကျင်ဘက်သဘောဆောင်းတာဟာ မြတ်စွာဘုရားရဲ့အဆုံးအမကစံကျင်ပဲပြောတာမဟုတ်ဘဲနဲ့ထိုပုဂ္ဂိုလ်ရဲ့သဘောထားမမှန်ကန်မှုကသာစံကျင်ပဲဖြစ်တာဥပမာမယ်ရှေးတုန်းကတစ်တုံးတုံးကိုခွဲပြီးဆိုလို့ရှိရင်မြင်းကျိုးနဲ့အရင်အရာထင်အောင် ပြကြရတယ်တမြင်းကျိုးလို့ခေါ်တဲ့မြင်းကျိုးနဲ့ပထမဆုံးမြင်းကျိုးနဲ့ရိုက်ပြီးတော့တစ်တုံးကြီးပဲနေရာခွဲမယ်ဆိုတာကိုပြကြတယ် အဲ့ဒါလိုပြထားတဲ့အတိုင်းလွှာသမားကငင်းကျိုးပေါ်မှာမဆောင်တိုက်ကြအဲ့ဒါလိုတိုက်တဲ့အခါမှာတေသာတို့မှာရှိတဲ့အမျက်တွေအဆုံတွေဒါမျိုးတွေဟာလွှာနဲ့သွားတိုးခြင်းတိုးတာအဲ့တော့တိုက်တဲ့မြင်းသမားကတော့မြင်းကျိုးကိုပဲလွှာသမားကတော့မြင်းကျိုးကိုပဲကြိတိုက်တာဖြစ်တယ် ို့တော့အမျက်နဲ့ကြုံတွေ့တာသူ့အပြစ်မဟုတ်ဘူးသူကတော့မှန်ကန်တဲ့လမ်းကြောင်းအတိုင်းရှောက်တာပဲမလွတ်တာတွေကတော့သူ့ရဲ့တဘာဝမမှန်ကန်သည့်အတွက်ကြောင့်မလွတ်တာသာဖြစ်တယ်လို့ဆိုရမှာပဲဖြစ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကလောကမှာပညာရှိတွေကအရှိလို့ပြောရင် သူလည်းအရှိလို့ပဲဟောတယ်မရှိဘူးလို့ပြောတာကို မရှိဘူးလို့ပဲဟောတယ်လို့မြတ်စွာဘုရားရဲ့အဆုံးအမဟာ လောကမှာပြည့်ပြည့်စုံတဲ့ဆုံးဝဖြစ်လို့အခြေခံအဆင့်ကနေစပြီးတော့အမြင့်ဆုံးအဆင့်ထိအောင်ပြည့်ပြည့်စုံတဲ့ဆုံးဝဩဝါဒတွေပဲဖြစ်တယ်။လောကသားတွေမိမိတို့ရဲ့ level ဒီဂရီအလိုက်ဘယ်အဆင့်ကနေပြီးတော့ကောင်းကျိုးချမ်းသာရဖို့ကြိုးစားခြင်းတည်းလဲ။ရသော်ဗျာဟောကြားထားတဲ့အဆင့်အတိုင်းပဲရှောက်လန်းပြီးတော့လိုက်နာကျင့်သုံးကြမယ်ဆိုလို့ရှိရင် မိမိတို့အဆင့်နဲ့လိုက်လျောညီတွေတဲ့အကျိုးကျေးဇူးတွေကိုရမှာမြေကြီးလက်ခတ်မလွဲပါဘူးရသော်ဘုရားရဲ့ဆုံးမချက်တွေဟာမျက်မှောက်လက်ရှိဘဝမှာကောင်းကျိုးချမ်းသာတွေကိုရစေနိုင်တဲ့ဆုံးမဩဝါဒတွေရှိတယ်အေးမျက်မှောက်ဘဝတွေမကဘူးနောင်တမလွန်ဘဝတည်တည်အချမ်းမဲမှာ ဖြစ်ပေါ်လာနိုင်တဲ့ဘဝတွေမှာလည်းပဲကောင်းကျိုးချမ်းသာကိုရအောင် ဟောပြောထားတဲ့ဆုံးမတွေရှိတယ်။ဤဘဝနောက်ဘဝကောင်းစားရေးတဲ့မကဘဝဆိုဒီမှာအိုခြင်းနာခြင်းသိခြင်းနဲ့ဆုံးသက်ရတာဖြစ်သောကြောင့်ဘယ်ဘဝမှာမကောင်းဘူး။မကောင်းတဲ့ဘဝတွေကိုဆုံးသက်ခြင်းနဲ့ဆိုလို့ရှိရင်လည်းပဲမြတ်စွာဘုရားဟာမဂ္ဂင်၈ပါးဤဟူသောလမ်းကြောင်းကိုဖော်ပြပြီးအဲ့ဒီလမ်းကရှောက်လို့ရှိရင်ဖြင့်ဘဝရဲ့ထွက်ပေါက်ကြီးတွေးနိုင်တယ်လို့ တိတိလင်းလင်းဟောကြားဆုံးမခဲ့တာဖြစ်တယ်။ဒါကြောင့်မို့မြတ်ဘုရားရဲ့ဆုံးမဩဝါဒတွေဟာ ပြီးပြည့်စုံတဲ့ဆုံးမဩဝါဒများဖြစ်တယ်။